အားလုံးပဲမင်္ဂလာပါဗျာ။ Silent သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့နဆာတို့ပြီးတော်လံမလား။သူတို့လုံးသမငုံခံမလားဆိုပြီးတော့ပြောလာတဲ့ချစ်ကိုနောင်ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာချစ်ကိုနောင်ကအဲ့ဒီအကြောင်းနဲ့တူဘလို့အကြောင်းအရာတွေကိုသုံးသက်တင်ပြပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်း Silent သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ီရင်းပြပမှာရှိကြတယ်ကျွန်တော်တို့တော်လည်းညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆိုတာကရိုးရာအတိုင်းမင်္ဂလာပါလို့နှုတ်ဆက်နေရတာပါတကယ်တမ်းကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့2020တခုနှစ်ကနေစပြီးဒီကနေ့ထိတရက်မှမင်္ဂလာမရှိတဲ့နေ့တွေကိုကြည့်ပဲကျွန်တော်တို့ဖြတ်သန်းနေရတာဖြစ်ပါတယ်ပိုပြီးတော့မှမင်္ဂလာမရှိတာပိုပြီးတော့မှဝမ်းနဲ့ ကြည်ပွဲခြောက်ချားစရာတုံလှုပ်စရာကောင်းလောက်အောင်တည်င်းစိုးကြီးတစ်ခုကြားရတာကအခုအမေစုကိုနေပြည်တော်မှာစစ်ခွေးတွေရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုနီးအမျိုးမျိုးနဲ့နှိပ်စက်နေတယ်ညှင်းဆဲခံနေရတယ်အာတံရတွေလည်းရထားတယ်ကျမကြီးလည်းမကောင်းဘူးစေဝါလည်းကုသခွင့်မရတလို့တက်ဆိုင်ရာ ြင်ပကလူတွေနဲ့လည်းတွေ့ခွင့်မရဘူးအဲ့တော့ပြီးခဲ့တဲ့16ရက်နေ့တုန်းကအမေစုရဲ့အသက်80ပြည့်မွေးနေ့ကို Happy Birthday ပါအမေစုဆိုပြီးတော့မှဗီဒီယိုသိမ်းရအောင်စုစည်းကြတယ်အဲ့ဒီမှာကျွန်တော်တို့နဲ့အနည်းငယ်သဘောထားကွဲလွဲမှုတွေရှိတယ် ကျွန်တော်တို့ကတော့ထောင်ထဲမှာရှိနေတဲ့လူညှင်းမဲ့နှိမ့်ဆက်ခံနေရတဲ့လူကဘလို့လောက်ပြီး happy birthday ဖြစ်နိုင်မှာလဲဒါကြီးကို happy birthday လို့တော့ကျွန်တော်တို့ဘလို့မှမအော်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကအမေစုလွတ်မြောက်ပါစေအမေစုအချုံနောင်ကအမြန်အမြန်လွတ်မြောက်ပါစေအမေစုပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေဆိုတာကြီးကဘလို့မှမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ထောင်ထဲမှာရှိနေတာညှင်းမဲ့နှိမ့်ဆက်ခံနေရတယ်ဘလို့မှ happy birthday မဖြစ်နိုင် နောက်ပြီးတော့ကျွန်တော်တို့အားလုံးကအမေစု လွတ်မြောက်ပါစေဆုတောင်းနေရယ်ဆိုတော့ဟိုဟိုအကျန်းဖက်စစ်သက်စစ်မိတ်ဆာကောင်တွေကဟိုဟိုစိတ်ကောင်းဝင်လာလို့အမေစုကိုလှုပ်ပေးပါစေဆိုပြီးထိုင်ဆုတောင်းနေတယ်လို့ဖြစ်နေတယ်အဲ့တော့အဲ့ဒါမျိုးကဆုမတောင်းနဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဘာလို့လဲဒီအကျန်းဖက်စစ်မိတ်ဆာကောင်တွေကဘယ်တော့မှစိတ်ကောင်းဝင်လာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အားလုံးကအမေစုနဲ့တကွာ အကျဉ်းထောင်ထဲမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုကယ်ထုတ်ရမယ်ကျွန်တော်တို့ကိုယ်တိုင်ကယ်နိုင်ရမယ်ကယ်ထုတ်ရမယ်ကျွန်တော်တို့ဟောကယ်တင်ရှင်ကိုမျှော်နေလို့လည်းမရဘူးเนาะဘယ်နိုင်ငံကလာကူညီပါဆိုဈေးဆိုပြီးတော့လည်းမျှော်နေလို့မရဘူးကျွန်တော်တို့ပြည်သူလူထုတွေအားလုံးကိုယ်တိုင်ကကယ်တင်ရမယ်ဥပမာဗျာကျွန်တော်ဥပမာလေးတစ်ခုပေးလို့လေကိုအယမ်းမျက်နှာတံပိုးထားတဲ့အရာတစ်ခု ကိုကအရန်ချစ်မြတ်လို့တန်ဖိုးထားတဲ့အရာတခုဘလို့နီးနဲ့မှအဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့အရာတခုကဆုံးရှုံးသွားရင်ဘလို့ခံစားရမလဲဝန်းနေမယ်ကြည်ကွဲမယ်နောင်တရရမယ်ကိုကိုကိုယူကျုံးရဖြစ်မယ်ကိုကိုကိုအပြစ်တင်တာမျိုးတွေဖြစ်လာမယ်နောက်ဆုံးစိတ်တကြတာမျိုးတွေဖြစ်လာမယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်သူလူထုငါးတန်းစလုံးသောမြန်မာပြည်သူလူထုကအမေစုကိုတကယ်ချစ်သလား တကယ်မျက်နှိုးသလားတကယ်တန်ဖိုးထားသလားเนาะလူကြားကောင်းယုံအမေးစုဖြစ်ပါတယ်လို့ဟိုပေါ့ပေါ့ပါပါလေးပဲကျွန်တော်တို့ဒီ smart phone မှာဒီဟိုကီးဘုတ်တွေနဲ့စာရေးပြီးသင်လိုက်ယုံပဲလားတကယ်ရင်ထဲကချစ်သလားအဲ့တော့တကယ်ရင်ထဲကချစ်ရင်ကျွန်တော်တို့အားလုံးကအမေးစုနဲ့တကွထောင်ထဲမှာအချင်းကြနေတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကိုကယ်ထုတ်နိုင်ရမယ်ကိုကိုတိုင်ကကယ်နိုင်အောင်စူးစမ်းရမယ် စ조사ရတဲ့ဆိုတဲ့နေရာမှာပုံစံလေးအများကြီး꽌တယ်အဲ့တော့ကိုလုံနိုင်တဲ့အခန်းကဏ္ဍကနေကို조사ဖို့လိုအပ်တယ်အဲ့တော့ကျွန်မတို့ပြီးခဲ့တဲ့16ရက်နေ့တုန်းကတော့ဟို celebrity တွေပေါ့ဗျာပြောရရင်တော့ကျွန်တော်အမြင်ကတော့တို့လုပ်တဲ့ပုံစံကอืมအမေစုမွေးလေးကိုအကြောင်းပြုပြီးတော့တို့ဟိုလူအာယုံစိုက်ခံလာအောင်လုပ်တယ်လို့ပဲကျွန်တော်မြင်တယ်အဲဒါကနည်းနည်းတော့အဲအစွန်းရောက်တယ်နည်းနည်းတော့ဟို ျမ်းတယ်လို့ထင်ကောင်းထင်ရတယ်ကျွန်တော်တို့ကတော့အဲ့လိုပဲထင်တယ်ဘာလို့လဲဆိုတော့အမေထောင်ထဲမှာရောက်နေတဲ့လူတယောက်ညင်မနှိမ့်ဆက်ခံနေရတဲ့လူတယောက်ကဘလို့မှ happy birthday မဖြစ်နိုင်ဘူးเนาะအဲ့တော့အမေစုမွေးနေ့က green sun day ဝင်သွားလို့လဲအချလောင်းဆိုပြီးတော့မှအမေစုက label ပြန်တက်လာမှလည်းမဟုတ်ဘူးเนาะလူမြောက်လာမှလည်းမဟုတ်ကျွန်တော်ကတော့အဲ့ဒါကိုအားလည်းမပေးဘူးစိတ်လည်းမဝင်စားခဲ့ဘူးအဲ့တော့ကျွန်တော်တို့စုတောင်းတာကအမေစုကိုကျွန်တော်တို့ပြည်သူလူထုတွေအားလုံးကယ်တင်နိုင်အောင်ကြိုးစားရမယ် ဆိုပြီးတော့မှကျွန်တော်တို့ကျွန်တော်ကတော့အမေစုရဲ့မွေးနေ့ကိုအဲ့ဒီလိုဆူတောင်းခဲ့တယ်ဆူတောင်းတဲ့အတိုင်းတည်းပဲကိုတက်နိုင်တဲ့ဘက်ကနေပါဝင်ကြိုးစားနေတယ်အဲ့တော့အခုမြန်မာနိုင်ငံမှာဒီကနေ့အားလုံးတွေ့မြင်တဲ့အတိုင်းပဲစစ်တပ်ကအာဏာသိမ်းပြီးကတည်းကအတိုင်းပြည်လုံးကိုဖျက်အားပြင်းနိုင်သမျှအပြင်းဆုံးလက်နက်တွေနဲ့သူတို့တိုက်ခိုက်နေတယ် ကြီးနိုင်တယ်မြအကြီးဆုံးဘုံတွေနဲ့သူတို့ကျဲနေတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာတိုင်းနိုင်ငံလုံးကြီးရွာပါခုနှစ်ရာခုနှစ်ရာနော်ခုနှစ်ခုနှစ်ရွာမဟုတ်ဘူးကျွန်တော်စကားသိမပြီတာဖြစ်ကောင်းဖြစ်လိမ့်မယ်နော်ကြီးရွာပေါင်းခုနှစ်ရာ700ကျေးရွာ900ဆိုတော့အင်ဂျီပေါင်းတိန်းနဲ့ကြော်တယ်မီးရှို့ခံလိုက်ရတယ် အဲ့တော့အိမ်ဒီပေါင်းသိန်းနဲ့ကြုံမင်းရှုခံလာရတယ်ဆိုတော့တက်အိမ်မှာမိသားစု၄ယောက်ပဲတွေ့အောင်ညီမနိုင်ငံမှာအခုမိသားစုပေါင်းနှစ်တန်းလောက်အိမ်ဒီရမဲ့ဖြစ်ပြီးတော့မှစစ်ဘေးရှောင်ဒုက္ခရောက်နေတယ်တနိုင်ငံလုံးနေ့စဉ်နဲ့မျှဘုံကျဲခံနေရတယ်နော်အလုံးတည်တဲ့အတိုင်းပဲပြီးခဲ့တဲ့2023မှာပစီကြီးရွာဘုံကျဲခံရတယ်တနိုင်ကြီးအသွင်းမှာလူပေါင်း200လောက်က အပိုင်းပိုင်းပြက်ပြီးတော့တည်ခဲ့ရတယ်မကြာသေးမီကလည်းစာတင်ကြောင်းကိုဘုံကျဲခဲ့တယ်အားလုံးသိတယ်เนาะအခုချင်းပြည့်နေဆိုရင်လည်း90ရာခိုင်နှုန်းလောက်ကအကုန်လုံးကရွာပြက်ကြီးတွေမြို့ပြက်ကြီးတွေဖြစ်ကုန်တယ်เนาะချင်းပြည့်နေတို့ကယားပြည့်နေတို့စကိုင်းတို့မကွေးတို့တနင်္လာရီတိုင်းတို့မှာအများကြီးဖြစ်နေတယ်အဲ့တော့စစ်ကောင်စီကဒါကဘာလဲဆိုတော့ပြည်သူလူထုကိုပေါ်ပေါ်တင်တင်ကိုစိန်ခေါ်နေတာ မင်းတို့ဘာလုံးနိုင်လဲငါလုံးနိုင်တာဒီမှာတွေ့လားဒိန်းဒိန်းဒိန်းဆိုပြီးတော့မှရွာလေးကိုမီးရှို့ပြတယ်လင်းရင်နဲ့ဘုံကျဲပြတယ်တလောက်ရန်သူကတလောက်ပြက်ပြက်တာတာရက်ဆက်ပြနေတာတော့မှကျွန်တော်တို့ပြည်သူလူထုတွေကတော်ကြီးယော်ကြီးလေးတွေဖြစ်နေတယ်เนาะဟောဟောအဲ့ရတဲမှာအဲ့ရင်နဲ့เนาะဒီကတင်ပေါ်မှာအဲ့ရင်နဲ့တော်လည်းရနိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေကိုပြောကြတယ်เนาะဟောတရေနိုးလို့ အပြင်းပြေမှခရောင်ချောက်ချားနဲ့အမေစုကျမ်းမာပါစေထအော်ရတယ်တကယ်မလုတော့ကျွန်တော်တို့ပြည်သူလူထုကဒါတကယ်မလုတာစစ်တပ်ကတော့တကယ်လုတယ်သူလုတဲ့သူပြောထားတဲ့စကားအတိုင်းသူအကုန်ဖြစ်အောင်လုတယ်ခုပဲကြည့်လေတနိုင်ငံလုံးကိုဘုံကျဲနေတာသူတို့များမြင်များလူအကုန်တတ်နေတာနောက်ဆုံးကျွန်တော်တို့ချစ်မြတ်နိုးလာပါကြီးရဲ့နော်ကဘာကအတိမတ်ပြုပါပြီတဲ့ ကဘာကလေးစားရပါပြီတဲ့ဆိုတဲ့အမေစုကိုတောင်မှစစ်တပ်ကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအမျိုးမျိုးနှိမ့်ပန်းနှိမ့်ဆက်နေတယ်เนาะဒီနေ့ကြားရတဲ့သတင်းစိုးကတော့အမေစုမှာလက်မှာလည်းဒဏ်ရာတွေရနေတယ်ဒီတွားနဲ့ဒီတွားနဲ့တဖုံးမှာလည်းမကောင်းဒဏ်ရာတွေရှိနေတယ်ခံစားနေရတယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာလည်းဒီကောင်လေးအမျိုးမျိုးစိတ်ဒုက္ခပေးတာတော့စိတ်ထောင်းဖို့ကြီးနှိမ့်ပန်းနှိမ့်ဆက်နေတယ် တော့ကျွန်တော်တို့ဒီလောက်ချစ်မြတ်နိုးတဲ့ကိုဒီလောက်တန်ဖိုးထားတဲ့အရာဒီလောက်ထိညှိမနှိမ့်ဆက်ခံရတာကိုကျွန်တော်တို့ကဘလို့စိတ်နဲ့နေကြမနေတာလဲအဲ့တော့စစ်ကောင်စီကဒီဘက်ဒီဘက်မှာကျွန်တော်တို့ကြည့်ရင်အခုကျွန်တော်တို့တော်လှန်ရေးတခုလုပ်တယ်ဆိုတာရန်သူတွေရဲ့ပြောလာတဲ့စကားတခွန်းတိုင်းတခွန်းတိုင်းကိုကျွန်တော်တို့ကအာယုံစိုက်ပြီးတော့စောက်ကြည့်ရတယ်ရန်ပြည့်ခြေလှမ်း တလန်းချင်းတလန်းချင်းစီတိုင်းကိုကျွန်တော်တို့ကစောက်ကြည့်ရတယ်ရန်ယူပါလုပ်နေလဲဆိုတာကိုစောက်ကြည့်ရတယ်အခုအာနာယူစစ်ဘူတုတ်မင်းအောင်လှိုင်နဲ့တကွာအခုအာနာယူနေကြတဲ့နိုင်ငံရေးပါတီတွေနော်အာနာယူနေကြတဲ့အချောင်တမားနိုင်ငံရေးဇက်ပြက်နိုင်ငံရေးပါတီအုပ်စုတွေရဲ့လှုပ်ရှားမှုကိုကြည့်လိုက်ရင်သူတို့ယုံကြည်နေတာက လာမဲ့2025ကုန်ရင်စစ်တပ်ကရွေးကောက်ပွဲလုပ်ကိုလုပ်ပေးနိုင်မယ်စစ်တပ်ကလုပ်နိုင်လုပ်ပေးတဲ့ရွေးကောက်ပွဲမှာငါတို့ဝင်ပြိုင်ရင်အာနာတနေရတော့ငါတို့ရမယ်ဆိုတဲ့တစ်ချက်အောင်တို့ယုံကြည်နေတယ်အော်သူတို့ကစစ်တပ်ကိုယုံကြည်တယ်ဆိုကြဲကိုကကျွန်တော်တို့တော်လှန်ရေးကိုဂယုမဆိုင်ဘူးပြည်သူလူထုကိုဂယုမဆိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ် သူတို့ကကျွန်တော်တော်လန်ကြီးကိုဘူးယူမဆိုင်ဘူးပြည်လူလူလူကိုဘူးယူမဆိုင်ဘူးစစ်တပ်ကယူကောက်ပွဲလုပ်ပေးနိုင်မယ်ဒီယူကောက်ပွဲပြီးရင်ယာလူအာနာတနိယာကိုသူတို့ရမယ်လို့မျှော်လင့်နေတယ်เนาะဥပမာဒီကိုကိုကြီးတို့တသက်ခိုင်တို့เนาะတခြားဒီတိုင်းရင်းသားပြည်နယ်မှာတော့မှသူတို့တိုင်းရင်းသားတွေကိုယ်တိုင်တော့မထောက်ခံတဲ့တိုင်းရင်းသားပါတီတွေဆိုတော့သူတို့ရဲ့တွက်ပုံတွက်နေရတော့ရိုးရိုးရှင်းရှင်းလေးပဲတော်တော်ကိုမှရိုးရှင်းတယ်။ဘာနိုင်ငံရေးသမားရဲ့တွက်ပုံတွက်နေနိုင်ငံရေးသမားရဲ့ စဉ်းစားညံလည်းမဟုတ်ဘူးရိုးရိုးရှင်းရှင်းလေးပဲမွေးကင်းစကလေးတောင်တည်တဲ့အနေထားပါလဲဆိုတော့မြန်မာတနိုင်ကံလုံးကချစ်မြတ်လို့ရတယ်မြန်မာတနိုင်ကံလုံးကယုံကြည်လေးစားရတယ်မြန်မာတနိုင်ကံလုံးကထောက်ခံတဲ့ထောင်စန်းစုကြည်မရှိဘူး NLD ပါတီမရှိဘူးဆိုတော့တို့တို့ကပြိုင်ဘက်မရှိဘူးအဲ့တော့ဟိုကိုတယောက်တည်းပြိုင်ပြီးနှစ်သိမ့်စုရရင်တော့မှတို့ကိုတို့ဂျင်းတ်နေတဲ့အကောင်တွေ အဲ့ဒါကြောင့်ဟိုစစ်တပ်ကလုတ်ပေးမဲ့ရွေးကောက်ပွဲကိုစစ်တပ်ကရွေးကောက်ပွဲလုတ်ဖို့လုတ်ပေးနိုင်တယ်ဒီတော်လှန်ရေးသမားတွေကအလဲကားပါဘာမှမလုတ်နိုင်ပါဘူးဒီပြည်သူလူထုတွေအလဲကားအားကျဲနေတာတကယ်တမ်းကျတော့သူတို့ဘာမှမလုတ်နိုင်ပါဘူးလို့အထစ်ကြယုံကြည်နေတဲ့အတွက်ကြောင့်ကိုကိုကြီးတို့တတ်တတ်ခိုင်းတို့တခြားအခုရွေးကောက်ပွဲဝင်မဲ့တိုင်းရင်းသားပါတီတစ်သေးလေးတွေကသူတို့ကစစ်တပ်ကိုယုံကြည်နေတာစစ်တပ်ကရွေးကောက်ပွဲလုတ်ဖို့လုတ်ပေးနိုင်မယ်ဆိုတဲ့ဟာကိုသူတို့ယုံကြည်တယ် ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုသူတို့မယုံကြည်ဘူးပေါ့မယုံကြည်ဘူးဆိုတာအထင်သေးတယ်ဆိုတဲ့ဘောကိုရှိတယ်အဲ့ဒီတက်ကြသူတို့ရွေးကောက်ပွဲကိုဝင်တယ်ပြည်သူလူထုကိုစန့်ကျင်တယ်ရှင်းပါတယ်စစ်တပ်ကလည်းလူထုထောက်ခံတဲ့လူထုကချစ်မြတ်နိုးတဲ့ခေါင်းဆောင်တွေအကုန်လုံးကိုဖမ်းထားတယ် NLD ပါတီမရှိဘူးဖျက်သိမ်းထားတယ်ဆိုတော့ပြိုင်ဘက်မရှိတော့ဘူးဒီအချိန်မှမှရွေးကောက်ပွဲမဝင်ရင်ဒီအချိန်မှမှအာနာရအောင်မလုပ်ရင်ကိုကိုကြီးတို့တသက်ခိုင်တို့ နော်အကြံ့ဖွတ်ပါသည်လို့ဆိုတာနောင်မှာဘယ်တော့မှအာဏာရစရာအကြောင်းမရှိတော့ဘူးအဲ့တော့ဒီအချိန်ကတော့သူတို့ကအခွင့်ရေးပဲစစ်တပ်ကတော့မဆုကြည့်ဖမ်းထားတယ်ဦးဝင်းမြစ်ကိုဖမ်းထားတယ်ဂျန်တဲ့ခေါင်းဆောင်တွေအကုန်လုံးကိုဖမ်းချုပ်ထားတယ် NLD ပါတီကိုဖျက်သိမ်းထားတယ်ပြိုင်ဘက်မရှိတော့ဘူးပြိုင်ဘက်မရှိဘဲနဲ့ပြိုင်မှသူတို့ပြိုင်ဘက်မရှိဘဲတယောက်တည်းပြိုင်ရင်တောင်မှတယောက်တည်းပြိုင်ရင်တောင်နှစ်သိမ့်စုပဲရမယ် စုကိုသူတို့ကျင့်တတ်တယ်။ဘာလို့လဲဆိုတော့သူတို့ဒါဒါကဘာကိုပြောတာလဲဆိုတော့ပြည်သူလူထုကိုပေါ်ပေါ်တင်တင်စိန်ခေါ်လိုက်တာပဲ။အခုဒီလောက်နေမဲ့2025ရွေးကောက်ပွဲကအဲ့တော့ကျွန်တော်တို့ဒီတော်လှန်ရေးကိုဒီတိုင်းပဲတော်ကြီးရော်ကြီးလေးနဲ့ဟောတကောင်ကျော်တည်နိုးရင်ဖုန်းလေးပုတ်ပြီးတော့အမေစုကျမ်းမာပါစေ။မြန်မာပြည်ကြီးအေးချမ်းပါစေဆိုရင်ငါတို့တာဝန်ကျေပြီးဆိုရင်ကျင့်တတ်လိုက်ရင်သူတို့လုံးဝမခံမလားကျွန်တော်တို့ ြည်သူတို့ကိုယ်တိုင်ကိုကနှစတိုးပြီးတော်လှန်မလားအဲ့ဒီနှစ်ခုပဲကျွန်တော်တို့ရွေးချယ်ရအောင်အဲ့တော့တို့လုံးသမျှခံမဲ့ကျင့်တဲ့ဆိုရင်တော့ဘာမှပြောစရာမရှိဘူးလေလုံးသမျှခံပေါ့နော်မြောက်ကိုရီးယားလိုဖြစ်ခြင်းလည်းဖြစ်ရုရှားလိုဖြစ်ခြင်းလည်းဖြစ်တရုတ်လိုဖြစ်ခြင်းလည်းဖြစ်နော်အာနာရှင်လက်အောက်မှာဟိုတပါတီအာနာရှင်စနစ်လက်အောက်မှာတသက်လုံးနေကြရုံပေါ့အဲ့တော့တို့လုံးသမျှခံမလားကျွန်တော်တို့ကနှစတိုးပြီးတော့တော်လှန်မလားကျွန်တော်တို့ပြည်သူလူထုကိုယ်တိုင် ်ဆုံးဖြတ်ကြတယ်အဲ့တော့အကုန်လုံးပါဝင်ကြပါအဲ့တော့ကျွန်တော်တို့ဒီနေ့တော်လှန်ရေးကိုတချို့ကပြောကြတယ်တော်လှန်ရေးကမလွယ်ဘူးပေါ့နော်တချို့ကပြောကြတယ်ဒီတော်လှန်ရေးကမလွယ်ပါဘူးကွာဒီတော်လှန်ရေးကတော်တော်နဲ့မပြီးနိုင်ပါဘူးကွာဆိုပြီးတော့မှပြောကြတယ်အဲ့ဒါဘလို့လူလဲဆိုတော့အရာရာကိုအလွယ်တကူအရှုံးပေးတတ်တဲ့လူမျိုးတွေနော်ဘယ်အရာမဆိုတက်တောက်တက်တာပေါ့ပေါ့ပါပါနဲ့ ရချင်တဲ့လူတွေကအများအားပြောကြတယ်တော်လန်ကြီးကမလွယ်ပါဘူးတော်လန်ကြီးကခက်ခဲပါတယ်တော်လန်ကြီးဆိုမှတော့ခက်ခဲမှာပေါ့ခက်ခဲလို့ကိုတော်လန်ကြီးဖြစ်တာလေနော်ဟောခက်ခဲနေလို့ကိုတော်လန်ကြီးဖြစ်တာလေမခက်ခဲဘူးဆိုရင်ဟိုမိဘစီမှာအမွေတောင်းတယ်လို့မျိုးပေါ့ရုပ်ခမစီမှာအမွေတောင်းတယ်လို့မျိုးတွားတောင်းမှာပေါ့ခက်ခဲလို့တော်လန်ကြီးလုံနေတာလေတော်လန်ကြီးကခက်ခဲတယ်ဆိုတော့မလို့ပြောရမှာနော်အဲ့တော့ဒါတော့မှဒါတော့ခက်ခက်ခက်ခဲ စ조사နေရတဲ့ဒီတော်လှန်ရေးတော်မှာကျွန်တော်တို့အခု၄နှစ်တာကာလအတွင်းအောင်မြင်မှုကိုကြည့်လိုက်လေနော်စစ်တပ်ကအာဏာသိမ်းလိုက်တဲ့2023ဟာစစ်တပ်မှာတရားရာဂိုင်းလုံးအပြည့်ပိုင်ဆိုင်ထားတယ်နော်နိုင်ငံရေးအာဏာကိုလည်းပိုင်ဆိုင်ထားတယ်နော်စစ်လက်နက်ခဲယမ်းအပြည့်စုံနဲ့နှိပ်ပေါင်းများစွာတိဆောက်ထားတဲ့အင်အား ငါးသိန်းရှိတဲ့စစ်တပ်ကိုလည်းပိုင်ဆိုင်ထားတယ်နိုင်ငံရေးအာဏာကိုလည်းအပြည့်အဝပိုင်ဆိုင်ထားတယ်2023စစ်တပ်ကအာဏာသိမ်းလိုက်တော့စစ်တပ်မှာတရားရာဂိုင်းနှုံအပြည့်ရှိတယ်ကျွန်တော်တို့ပြည်သူလူထုတွေစစ်တပ်အာဏာသိမ်းတာကိုလက်မခံဘူးငါတို့ကတော့တော်လှန်မယ်ဆိုပြီးတော့မှတော်လှန်ရေးလုပ်ခဲ့ကြတဲ့ပြည်သူလူထုကဒီတော်လှန်ရေးကို0နဲ့စခဲ့တုံညအဆင့်ကနေကျွန်တော်တို့စခဲ့တာအခု၄နှစ်တာကာလကိုကြာသွားတဲ့နောက်မှာ ုံညနဲ့စခဲ့တယ်ကျွန်တော်တို့တော်လန်ရေးကအခု80ရာခိုင်နှုံအောင်မြှုပ်ရနေပြီကျွန်တော်တကယ်လိမ်မပြောဘူးเนาะအခုဘကိုးယိုးမရဲ့အရှိချမ်းအနောက်ချမ်းအကောင်လုံးကိုကြည့်လိုက်နောက်ဆုံးတောင်မူအထည်ကိုကြည့်လိုက်တောင်မူဆိုတာနေပြည်တော်လှမ်းကြည့်လို့မြင်နေပြီတောင်မူအထည်ကိုကြည့်လိုက်နော်ဘကိုးရန်ကုန်အဝေးပြေးလမ်းမကြီးတလျှောက်လုံးမှာတော်လန်ရဲ့တပ်ဖွဲ့တွေရဲ့ထိမ့်ချုပ်ထားတဲ့နယ်မြေက80ရာခိုင်နှုန်းရှိတယ် စစ်တပ်ကမြို့ကြီးတချို့လောက်ကိုပဲအုပ်ချုပ်နိုင်တော့တယ်။သခိုင်းမကွေအဲ့ဒီအတိုင်းပဲရခိုင်ပြည်နယ်ဆိုအေအေက90ရာခိုင်နှုန်းကိုတိမ့်ပိုက်ထားပြီးပြီ။ချင်းပြည်နယ်ဆိုရင်ချင်းတော်လည်းရစ်တက်တွေ80ရာခိုင်နှုန်းတိမ့်ပြီးပြီ။ကချင်ပြည်နယ်ဆိုလည်း KIA က80ရာခိုင်နှုန်းတိမ့်ပြီးပြီ။ကရင်မှာလည်းကရင်အချိန်မျိုးတိမ့်ပြီးပြီ။နော်အဲ့တော့သခိုင်းမကွေမှာလည်း PDF တွေကပပလလေဝိုင်းတာတဲ့။နောက်ဆုံးမန္တလေးမြို့ကိုတောင်မှ PDF တွေပတ်ပတ်လည်လည်ဝိုင်းထားတယ်အခုမန္တလေးမြို့ရဲ့အပြင်ဘက်ပေါ့နော်မန္တလေးမြို့နဲ့ -30 လောက်ပဲဝေးတဲ့စေကူတို့မတရားတို့မှာနေတိုင်းတိုက်ပွဲတွေဖြစ်တယ်ဘာလို့လဲ PDF ရှိလို့ဆိုတော့ရန်ကုန်မန္တလေးနေပြည်တော်စခိုင်းမကွေတိုင်းရင်းသားဒေသအကုန်လုံးမှာ PDF တွေရဲ့စိုးမိုးနယ်မြေ80ရာခိုင်နှုန်းဖြစ်နေပြီအဲ့တော့ကျွန်တော်တို့ဒီတုံညကနေစခဲ့တဲ့တော်လန်ရေးကအခု80ရာခိုင်နှုန်းကိုပိုင်ဆိုင်သွားပြီနော်အဲ့တော့ 2022တစ်မှာနိုင်ငံရေးအာဏာရောလက်နက်ခဲရဲ့အပြည့်စုံရှိတဲ့စစ်တီအင်အား9သိန်းကိုပါပိုင်ဆိုင်ထားတဲ့တရားရာဂိုင်းနှုံးနဲ့စလိုက်တဲ့စစ်တပ်ကအခုဆိုသူ့မှာ30ရာဂိုင်းနှုံးပဲကျန်တော့တယ်။ဒါဆိုရင်ကျွန်တော်တို့နိုင်သလားရှုံးသလားဟိုတင်ချာမီးနဲ့ပဲတွက်ကြည့်လိုက်ရိုးရိုးရှင်းလေးပဲအဲ့တော့ကျွန်တော်တို့နောက်ထပ်စူးစမ်းစရာ30ရာဂိုင်းနှုံးပဲကျန်တော့တယ်။အဲ့ဒီ30ရာဂိုင်းနှုံးကိုပါထပ်ဖြည့်ပြီးတော့စူးစမ်းနိုင်ရင်အမေစုရောထောင်ထဲမှာ မတရားအကျဉ်းချခံထားရတဲ့နိုင်ငံကြီးအကျဉ်းသားတွေအကုန်လုံးရောကျွန်တော်တို့မြန်မာတနိုင်ငံလုံးရောလွတ်လပ်သွားမယ်။အဲ့ဒီကြံခဲ့တဲ့30ရာခိုင်နှုန်းကိုထပ်ဖြည့်ဖို့ဆိုရင်ကျွန်တော်တို့အခုလက်ရှိတော်လန်ကြီးလုံနေတဲ့လူတွေအားလုံးတော်လန်ကြီးမလုံသေးတဲ့လူတွေအားလုံးနှစ်ဆတိုးပြီးပါဝင်ရင်နောက်ထပ်6လအတွင်းတည်ကြပေါ့ကျွန်တော်တို့အနိုင်ရမှာ ပြည်သူလူထုအားလုံးနှစ်ဆတိုးပြီးတော်လိုင်းရင်ပြောတာနော်နောက်ထပ်6လတေချာပေါ့ကျွန်တော်တို့နိုင်လို့နိုင်စေရမယ်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းကိုနောက်ထပ်260တိုက်မလား6လနဲ့အပြီးတိုင်းမှာကျွန်တော်တို့ပြည်သူလူထုကိုယ်တိုင်ရွေးချယ်ရမှာเนาะအခုဆိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကနှစ်ပေါင်း85နဲ့9နှစ်ကျော်လာပြီအဲ့တော့နောက်ထပ်နှစ်ပေါင်း60ထက်တိုက်အောင်မှာလားပြည်တွင်းစစ်ကြရင်လေတိုင်းပြည်ကဘာဖြစ်လဲဆင်းရဲမွဲတေ ငက်ပြက်လူတော့မတိုးနေပဲတိုင်းပြည်ကဘလောက်ပဲဆင်းရဲမွဲတည်နေပါစေပြည်သူလူထုကဘလောက်ပဲငက်ပြက်နေပါစေအာနာရှင်လူရန်စားတွေကအမြဲတမ်းကဘာကျော်လူချမ်းသာတွေဖြစ်နေမှာအဲ့တော့တကယ်ဆင်းရဲရင်ကျွန်တော်ပြည်သူလူထုကပဲဆင်းရဲရမှာအဲ့တော့အဲ့ဒီဒဏ်ကိုကျွန်တော်ခံစားမလားဒီနောက်ထပ်6လအတွင်းမှာကျွန်တော်တို့ဒီတော်လန်ရိပ်ကိုအပိတိုင်မလားကျွန်တော်ပြည်သူလူအားလုံးကဆုံးဖြတ်ရမှာအဲ့တော့ကျွန်တော်တို့ရဲ့အခု30ရာခိုင်နှုန်းသာကြံတော့တဲ့တိမ့်ပိုက်စရာကြံတော့တဲ့ဒီတော်လန်ရိပ်ကို အရင်ကထက်နှစ်ဆတိုးပြီးတော့ဝိုင်းဝန်းပါဝင်တော်လှန်ပေးကြပါခုကျွန်တော်တို့အရန်ချစ်မြတ်လို့တန်ဖိုးထားရပါတယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်မြန်မာပြည်အတွက်ဘဝတလျှောက်လုံးကိုပေးဆက်ခဲ့တဲ့အမေစုကိုအများကြီးနှိမ့်မနှိမ့်ဆက်ခံနေရတယ်အဲ့ဒါကိုကျွန်တော်မပါလို့ကြောက်တယ်ဒီတိုင်းပဲဟိုကဒင်ပေါ်ကနေဖုံးလေးကင်ပြီးတော့ထိုင်စုတောင်းပေးနေမလားကျွန်တော်တို့ဒီအမေအိုကြီးကိုကယ်နိုင်ဖို့အတွက်ကျွန်တော်တို့စူးစမ်းကြမလားအားလုံး စဉ်းစားဆုံးဖြတ်ပေးကြပါဒီတော်လည်းရေးကိုအရင်ကထက်နှစ်ဆတိုးပြီးပါဝင်ပေးကြပါ fighting ကျွန်တော်တို့နောက်ထပ်6လအတွင်းဒီတော်လည်းရေးကိုအနိုင်တိုက်မယ်ပါဝင်ကြပါအားလုံးပဲ fighting